မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ဆရာမင်းသစ်ရေးသားသောလွမ်းရတဲ့သူတွေစာအုပ်မှာဆရာကြီးဥတည်မိုးအကြောင်းကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ဒီအကြောင်းအရာလေးကိုမပြောပြခင်မှာယခုလိုဘူးတုဒ္ဒရဝေယအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ Gunda Cartoon Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါအောင်ရှင်1962ခုနှစ်တခုသောမန်းကြံမှာဖြစ်ပါသည်ကျွန်တော်က high school final ကိုရန်ကျောင်းသား ျွန်တော်ဦးလေးဖြစ်သူဦးလာမောင်ယခုပလဲမြို့နယ်ပညာရေးမှူးအငိမ့်စားကကျွန်တော်အားမန္တလေးတံတန်းကိုလိုက်ပြရင်လမ်း80နဲ့36လမ်းထိပ်လက်သမားတန်းသို့ရောက်နေခြင်းဖြစ်ကောင်အဖိုးကြီးအဖိုးကြီးရေဘက်ခံကားတစ်စီးပေါ်မှာလူရွယ်တယောက်ကကျွန်တော်ဦးလေးအားအော်ဟစ်နှုတ်ဆက်လိုက်ပါသည်ဟာဟစ်ကောင်ဘာကြမ်းသူစကားမစုံမီမှာပဲသူတို့ကားကအဝေးရောက်သွားပြီအဲ့ဒါမင်းကြိုက်တဲ့ကြပြားစရာ တင်မိုးပေါ့ကွာကျွန်တော်ရင်တစ်ချက်ခုန်သွားသည် ကိုရန်ကြောင်းသားဖြစ်တော်လဲတက္ကသိုလ်ကိုကြိုတင် ရင်ခုန်နေသောကျွန်တော်သည်သူ၏ကြပြများဖြစ်ကြသောနာသာမွေးမြပန်းတက်ခတ်လိုအညာကြီးကမန်းတက္ကသိုလ်သို့လဲရောက်ကူးခြင်းလာပါပြီထိုအချိန်တွင် သူ၏ဖန်ပြရင်ကြပြစာအုပ်တုံးလုံးကိုကျွန်တော်အလွတ်ရနေပြီနေကြီးအဆောင်၄ပြည်လောင်းတော့ဆွေမဒီအပေါင်းကလမ်းလျှောက်လာရင်းနှီးမြောင်းကလွမ်းလောက်เสียလေးဟုသူ့ဖွဲ့ခဲ့သောမန်းတက္ကသိုလ်မှဆွေမဒီအပေါင်းတို့ကိုလည်းအိမ်မက်မှနေတတ်ပါပြီထို့ကြောင့်လေးလေးလာမအောင်ကျွန်တော်နဲ့မိတ်ဆက်ပေးလေဗျာ အေးပါကွာသို့တော့သူနဲ့စုံဝင်မရခဲ့ပါပထမဆုံးအချိန်စုံဝင်ရခဲ့ခြင်းများသာဖြစ်ပါသည်အဝေးမှအမှန်းဆယုံများသာသူဖြင့်တက္ကသိုလ်ဝန်ထမ်းမက်ထရစ်သို့ရောက်တော့ခါသူရဲ့သမီးကပြားသားမကစကပြေနဲ့စာစီစာကုန်းများပါမကျန်နှုတ်တဲ့ရွရွကျွန်တော်အလွတ်ရနေပါပြီထို့ကြောင့်1962ခုနှစ်ပညာတော်နှင့်စာစီစာကုန်းပြိုင်ပွဲတွင် မင်းမျိုးယခုပြည်ဦးလွယ်အစိုးရထက်တန်းကြောင်းကိုကိုစားပြုလျက်ပါဝင်ရှင်ပြန်ခဲ့ရာမြန်မာတပြည်လုံးတွင်ပထမရခဲ့ပါသည်ကြွားတာမဟုတ်ပါခင်ဗျာကျွန်တော်ဘောဆရာတင်မိုးကြီးလွှမ်းမိုးမှုနဲ့ကုန်းကျေးစုကိုထုတ်ဖော်ခြင်းများသာဖြစ်ပါသည်ကျွန်တော်မန္တလေးတက္ကသိုလ်သို့ဝင်ရောက်ခဲ့ပြီးသည့်အချိန်မှလည်းသူ့ကိုစုံခွင့်တီကျွမ်းခွင့်မရသေးပါတက္ကသိုလ်ပညာတပိုင်းတစားဖြင့်ကျောင်းဆရာလုပ်နေသည်ဟုသတင်းရပါသည်1965ခုတွင်ကျွန်တော်ဤပထမဆုံးကြပြလုံးချင်းဖြစ်သောအညာပလွေကြပြများကိုထုတ်ဝေရန်စီစဉ်သောအခါအတန်းမ မော်တငယ်ချင်းနိုင်သူမန်တက်ကတို့နဲ့တိုင်ပင်နှီးတော့ရမှာသူ့ထံသူရောက်ရတော့ဤနိုင်သူကဆရာတင်မို့ဤလက်ကရုံးတောင်ဝေးထိုစဉ်ကဆရာနေထိုင်ရာယတာတန်းရဲ့နေအိမ်သို့ရောက်တော့ခါဆရာဇနီးမမဆန်းနဲ့သမီးဦးလေးမိုးစံတို့နဲ့မှခင်မင်းရင်းနှီးခွင့်ရခဲ့သည်မိုးစံကတစ်နှစ်သမီးတောက်တက်ပြေးစားပြူချင်း ကျွန်တော်ကလေးလေးဖြစ်သူဥလာမောင်အကြောင်းပြောပြတော့အခါတွင်မူတသွေးတဲ့တသားတဲ့ဖြစ်သွားရတော့၏အကြောင်းမူဥလေးလာမောင်နဲ့သူတို့သည်ညီရင်းကိုမကချစ်ခင်ရင်းနေကြတော့ငယ်ပေါင်းကြည်ပေါ်များဖြစ်တော့ကြောင်းပဲငါအပေါ်မှာမင်းဥလေးရဲ့ကျေးဇူးတွေရှိတယ်ကွာ သူကငါအရင်တက္ကသိုလ်ရောက်တာငါရောက်လာတော့ရွှေပြေးဆောင်ကသူ့ခန်းမှာငါ့ကိုခေါ်ထားတာမင်းဦးလေးကတုံနေတုံနေလှုပ်စီလှုပ်စီမို့ငါတို့ကသူ့ကိုအဖိုးကြီးလို့ခေါ်တာဒီတော့မှစက်ရည်လေတော့ ਈ တကယ်တမ်းတအဖရင်းချာတမျှချစ်ခင်ရင်းနှီးကြရသည်မှာကတော့1969ခုနှစ် ထိုနှစ်တွင်မန္တလေးတက္ကသိုလ်၌တိတ်ပံအပိုင်းခါ final year BSc ဘိုင်ကိုစနေဟောင်းဆောင်မွေးပွဲတွင်ကျွန်တော်ကြရှုံးသောအခါရန်ကုန်တက္ကသိုလ်စာစစ်ဌာနသို့ပြောင်း၍ဖြေဆိုရန်ကျွန်တော်ကြိုးစားခဲ့၏။ဖာစာဘလာဝင်းကြီးချုပ်ဟောင်းဥပဆွေနှင့်ဆရာတင်မိုးတို့၏ကျေးဇူးကြောင့်သာကျွန်တော်ဘွဲတစ်ခုရခဲ့ခြင်းဖြစ်ပါ၏။ဘဘကြီးဥပဆွေကနေစရာစားစရာပေး၏။အထူးသဖြင့်ဆရာတင်မိုးကြောင့်ထိုဆောင်မွေးကိုကျွန်တော်ဖြေဆိုခဲ့ခြင်းဖြစ်ပါသည်။ ထိုစဉ်ကာလမှာကျွန်တော်ကကြာဖတ်မယ်ဆင်ဖတ်မယ်ဟုကြုံဝါနေခြင်းဆရာက တခုမဲပြောပါသည်မိလိုကောင်မျိုးကတော့ဘဟုမပြောနဲ့ရွှေကျင်မတ်တော့မာတဲ့အသက်ခံရမယ်ကောင်ဆမ်မိုးဝဲပြီးအောင်ဖြေဘွဲရအောင်ယူပြီးမှမင်းလုံးချင်တာလို့ လေနောက်မှာလက်ပါပါသည်မနက်မိုးလေးလေဥပဆွေအိမ်မှာသူ့အိမ်ရှိရာ ပကံလန်းသို့သွားရပါသည် ထိုစဉ်ကသူသည်ဆရာမင်းသူကိုလက်ခေါ်သဖြင့်ရန်ကုန်တက္ကသိုလ်ဘာသာပြန်တဲ့စာအုပ်ထုတ်ဝေရေးဌာနတွင်စာပြုအရာရှိဖြစ်နေပါပြီနေ့စဉ်သူ့အိမ်ရောက်လေနနက်စာကြွေးပါသည်သူတို့လင်မယားနှစ်ယောက်ကြောင်းနေရုံသို့သွားကြသောအခါထိုစဉ်ကမမဆန်းကအမေကြောင်းဆိုသောမူဂျိုကြောင်းလေးထောင်ပေးပါပြီ အမှန်955ကုံတယ်လမ်းရှိဆရာပေါ်ဦးသက်၏ပဂျီစတူဒီယိုတို့ကိုတွားခိုင်းပါသည်ဆရာပေါ်ကြွေးတာစားပြီးစကြက်စာရေးလုပ်ရပါသည်ကျေးဇူးပဲဆရာပေါ်ရေး ညနေစောင်းလျင်သူ့စီသွားပြီးရှိပါတဲ့ခမရလို့ရပါသည်ညနေစာကြုံမှုပြီးမှဥပဆွေအိမ်တို့ပြန်ရပါသည်ဇမုဘဲနီလာတော့အခါဒုက္ခလန်းရှိဆာရေးဆရာမိုးဝေအိမ်တို့ညအိမ်ညက်နေစာကြက်ရန်လွတ်ပါသည်ထိုစဉ်ကဆရာမိုးဝေတတ်မှတ်ဖြစ်သူဆမ်မြူအယ်တာမြင့်မှာလဲပထမအကြိမ်ကြာ၍ကျွန်တော်လိုပဲနောက်ဆက်တွဲဇမုဘဲဖြစ်ဆိုရမည်သူဖြစ်ပါသည်စကားဆက်၍ပြောရလျင်ဆမ်မြူအယ်ဖခင်မှာထိုစဉ်ကတရဗေဒပမောက္ခကြီးဒေါက်တာတာမြင့်ဖြစ်ပါသည်ဆမ်မြူအယ်သည်ထိုတ တာဗေဒဘာသာရပ်တွင်ကြာရှုံးခြင်းကြောင့်နောက်ဆက်တွဲစာမုပ်ပွဲထပ်ဖြေရခြင်းဖြစ်ပါသည်။အော်လေးစားမိပါရဲ့ဟိုတုန်းကတက္ကသိုလ်။သူဖြင့်ကျွန်တော်ပွဲရခဲ့ပါ၏။သူဖြင့်ပဲကျွန်တော်ဒီတင်မှုကြီးကိတိမာသာ မင်းသည်ဖြစ်ခဲ့ရပါလေ။လွမ်းနေကြမ်းရဲ့ ရွံ့ရတဲ့သူတွေနဲ့မျက်လေးကိုရေတုံးကကျွန်တော်ဒီလိုရေးခဲ့ပူပါတယ်ကျွန်တော်ရဲ့ငယ်ဘဝမှာအားကြကြီးညိုကိုးကွယ်ခဲ့တဲ့ပုဂ္ဂိုလ်ဆယ်နှစ်ယောက်ရှိပါတယ်ရှင်မဟာရထသာရစလေဥပုံညာတခင်ကိုတော်မိုင်းမိုးပါစွန်လီနေတကူမောင်ထင်မင်းသူဝန်ဗမော်တင်အောင်မြတန်းတင်နဲ့မျက်လေးအထက်ကနာမည်တွေကိုရေးတွက်ကြည့်ရင်၁၁ယောက်ပဲရှိတာတွေ့ရပါလိမ့်မယ်တင်မိုးကြံခဲ့တာပါကဲအခု၁၂ယောက်မြောက်ဖြစ်တဲ့သူ့အကြောင်းကိုလွှမ်းတော့မယ်ဗျာ ဆရာတင်မိုးကဘိုးလိုပြောရလျင်ကျွန်တော်ဤ Godfather ခေါင်းကင်ဖခင်တူဖြစ်ပါ၏ကျွန်တော်ဤသမီးစားရေးအိမ်တော်ရေးကအစကျွန်တော်တိုင်ပင်ပူဇော်ဤကြီးကြ၏1969ခုနှစ်တွင်ရန်ကုန်အလုံးအထကလေးတွင်ကျွန်တော်ဓာတုဗေဒဆရာဝင်လို့တော့ခါယောဂါတစ်ခုဆွဲကပ်ညီပါ၏ထိုစဉ်ကကျွန်တော်ချစ်သူမှာတက်သက်စာရုပ်ရှင်မင်းသမီးလေးဖြစ်သောယနေ့အကယ်ဒမီဆူရာရုပ်ရှင်မင်းသမီးကြီး ျွန်တော်ကဖြက်ဖြက်လူလိုချင်လှပါပြီဖြစ်တော့ကဆရာကအေးစီစီပဲဖြောင်းပြရှာပါသည်မင်းလည်းမပြည့်စုံသေးဘူးသူလည်းမအောင်မြင်သေးဘူးရုပ်ရှင်နဲ့ဝင်มาဆိုတော့ဘာမှကြိုးတက်ထားလို့မရသေးဘူးစောင့်ကြည့်ပါဦးကွာမှန်ဤကြာကြာမစောင့်လိုက်ရပါကျွန်တော်ရွှေမင်းသမီးတွေမကြမီကျွန်တော်နဲ့လမ်းခွဲဤမကြမီရုပ်ရှင်အတိုင်းဝိုင်းနဲ့နီးစပ်သူတူဦးနဲ့အိမ်အောင်ကြဤမကြမီအကယ်ဒမီရဤဆရာကငါပြောတယ်မဟုတ်လားဟူသောအပြုံးလေးဖြင့်ကျွန်တော်ကိုပြုံးပြဤထိုစဉ်ကကျွန်တော်မှာအောင့်တက်တက် ခုတော့လဲကျေးဇူးတင်လိုက်တာဆရာရဲ့ကျွန်တော်ရေးစားမှန်သမျှသူတွေ့ဘူးဒီချီကြတော့သူသားမကကျွန်တော်ဇနီးနဲ့လက်ထပ်တော့အခါတွင်ကမမဆန်းကလည်းမူဒီတာစကားဆိုရင်ခုမှပဲမင်းချိန်ချိန်တော့မှဆရာတင်မိုးကတော့တခုံးဝင်ပြောသည်ဒီကောင်နဲ့မတန်ပါဘူးကွာ။ဘာကြောင့်များမင်းတစ်လိုကောင်မျိုးများယူရတယ်လဲရှယ်လီယာ။ထိုစကားမျိုးပြောသူနောက်တစ်ယောက်မှာကိုမြတ်ဆရာမြတ်လေးဖြစ်ပါချေ။အခုတော့ထိုအကိုဆရာနှစ်ယောက်စလုံးမရှိကြတော့။အော်လွမ်းရတဲ့သူတွေပါခမညာ။ ဆရာကျောင်းနဲ့ပတ်သက်လာရင်လွမ်းစရာတွေသာမကရီးစရာပျော်စရာတွေကလည်းအများသာအဖေဆိုင်ထိုင်ရင်စကားတပြောပြောနဲ့ဇပွဲပေါ်ရှိသမျှမိကျတွေကိုသူ့တိုက်ပုံအင်ကြီးကြီးမြောက်များလာစွာသောအိမ်များထဲသို့ကောက်ထဲ၏ညနေအိမ်ပြန်ရောက်ပြီးအင်ကြီးကိုရှင်းလင်းလုံတော့မှမိကျပေါင်းများစွာထွက်လာ၏ဘသူမိကျမှလည်းသူမမတ်မီကြတော့ကျွန်တော်တို့ကလည်းမိကျပြောက်တိုင်းဆရာကျန်းစီပါသွားတာနေမှာပါဟုထင်တတ်ကြ၏ထိုစဉ်ကဒီအဖြစ်မှာကျွန်တော်တို့အတွက်ဟာတာတကူ ဆရာကခတ်တီတီနဲ့ဟာတာလဲထုတ်တတ်သည်စိုးစောကငါယုံကိုရှယ်ရီလာဝါတယ်အရေးကြီးလို့အိမ်စောစောပြန်ခဲ့ပါတဲ့အိမ်ပြန်ရောက်တော့ဘာမှမဟုတ်သူ့ကိုပြန်ပြောတော့ဘင်းအပြင်မှာမူးယူတောက်စားပြီးအိမ်ပြန်နောက်ကျမှာစိုးလို့ကွာဟုပြောရင်မျက်လုံးပိတ်မတန်ရည်သည် ထိုဟာတာတက်ခံရှိသောကြောင့်လဲလောကရန်ကိုခံနိုင်လျက်လောကကြီးကိုခွင့်လွှတ်နိုင်ခဲ့သည်ဟုထင်သည်တခါကဘာလန်ချုပ်မှတစ်ဆင့်သူ့ကိုယုံထုတ်လာသည်ကျွန်တော်တို့လင်မယားတွားတွေ့ကြသည်သူကဆစ်လေးကိုအလွန်နှိမ့်ချိုက်စွာဆွဲလန်းလွန်းသူတယောက်ဖြစ်ချေ၏သူ၏နာမည်ကျော်ကပြားထဲမှာပဲဆစ်လေးကဇက်ကောင်ဖြစ်နေသေးသည်ဧည့်သည်ကြီးဆစ်လေးလဲတူနေလဲညူပြီးငါ့ကိုပြန်ပို့ကြပါလိမ့် ထို့ကြောင့်ရုံးထုတ်သွားတွေ့ရာတွင်သူ့အကြိုက်တွေ့စေရန်အစီအကံမပါသော Lucky Strike Cigarette ဘူးများယူသွား၏။ဘာစားခြင်းတလဲဆရာ။ဟိုအင်္ဂလိပ်မိုးလက်ဆောင်စားခြင်းနဲ့ကွာ။ဘာလဲဆရာရဲ့။ဟိုတခါတော့အေးရလိုက်မှမင်းနဲ့ငါသွားစားတာလေ။စိတ်မကောင်းနေရသည့်အထက်ရည်ကျင်လာမိသည်။ဟာဒိုမီနိုကော်ပလာပါဆရာရဲ့။အေးအေးအဲ့ဒါပြောတာကွာ။ဒုက္ခနုံနဲ့မှပဲရည်နိုင်သေးသောကျွန်တော်ဆရာပါတကား။ သို့တော့တသက်မှာတစ်ခါဆိုသလိုဆရာဒေါသကြီးတော့အခါတွင်မူကျွန်တော်တို့အားလုံးနေစရာမရှိအောင်ကြောက်ကြရည်ဒေါသမကြည့်တတ်သူမျိုးပူလန့်ကြရသည်အထူးသဖြင့်ကျွန်တော်နှင့်ပတ်သက်သည့်အိမ်တော်ရေးတာဝန်မကျေမှုမူးယစ်တောက်စားသုံးဖြုံမှုသတင်းများကိုကြားရသောအခါတွင်မူခွေးမသားချင်းမိုးမုံအောင်စေ၏ကျွန်တော်ကလည်းပန်းနှင်ပေါက်တက်လောက်သာထင်ပါသည်ဆရာသည်ငွေကြေးကိုလည်းခုံမင်းတွေ့တာတတ်သူမဟုတ်ဤသည်ကိုခွင့်ကောင်းယူလျက်ကျွန်တော်နှိမ့်ဆက်သမျှကိုဆရာနှင့်မမဆန်းတို့ခံကြရ၏မျက်နာမပြတ်ခွင့်လွတ်ကြစမည် ဆရာကဗျာပေါင်းများစွာကိုကိုပိုင်းတန်ဆင်းထည့်ပြီးကျွန်တော်တခြင်းများရေးဘူး။အများစုမှာရုပ်ရှင်တခြင်းများဖြစ်ကြပြီးရုပ်ရှင်ပြပြီးလင်ပျောက်သွားကြတဲ့ဖြင့်ကျွန်တော်နှမျောရေးမဆုံး။ဆရာကြီးလေကားတစင်းနဲ့တခြင်းတွေကဗျာစာအုပ်ထဲမှာတသက်မှာဒီတပွင့်ကဗျာကိုကျွန်တော်တန်ဆင်းထည့်ခဲ့ရာတပြားရတခြင်းတစ်ပုဒ်ဖြစ်မြမတန်တွင်ကြံရစ်ခဲ့၏။ချစ်စပယ်ဆို၏။သို့သောထုကဗျာများနဲ့ပတ်သက်၍တခြင်းရေးကကိုကျွန်တော်တုံးသည် ထို့အတွက်ကဗျာဆောင်မှုကဟူ၍ဆရာကိုတစ်ခါမှမပေးဘူးပါဆရာကလည်းစကားဆက်၍ပဲမပြောဘူးပါကျွန်တော်အောင်မြင်မှုကသာကျေနပ်နေရှာပါသည်ကျွန်တော်ကလည်းကို့အဖေအမွေကိုသုံးသည်ဟုသာသဘောထားပါသည်ထို့သူဆရာတွင်စိတ်ပြက်စရာ စိတ်ညစ်စရာအကျင့်လေးတွေလည်းရှိသည်။ကဗျာကျောင်းစာကျောင်းမြမကျောင်းကဗာကျောင်းတို့ကိုဝိုင်းနေရှိကျန်လူများကအာတက်တယောဆွေးနွေးကြခြင်းတွင်သူ့ကြည့်လိုက်တော့အိပ်ပျော်နေပြီ။ ထုံးစံတိုင်းစီးချက်မှန်မှန်ဟောက်တံပေးလျက်တခါတည်းသူအမှုပညာဇဝင်သွားလျင်က အတူပါလာသူမှမတက်တာတော့ကြုံရဘူးဒီကိုလွမ်းပြပါဦးမည်ထိုနေ့ကသူနဲ့ကျွန်တော်နှစ်ယောက်သားအင်းအားကံပေါင်းတွေလမ်းလျှောက်ကြပါသည်လူများနဲ့ဝေးရာရေစက်နဲ့အနည်းဆုံးစပွဲမှာထိုင်လျက်အကြော်စားကြပါသည်ရင်းနှီးချမ်းတောက်အာရှင်းလျက်တချင်းဆိုကြပါသည်မန္တလေးအလွဲပြည်တချင်းများဆိုရသည်ထိုနေ့ကမြို့ဝကြီးချိုကြီးတချင်းကိုကျွန်တော်အားတင်ပေးပါသည် ပေါင်းစားပြောလာသဖြင့်ကျွန်တော်ကပြန်ကြရန်ပြောတော့ခါနေစားမအောင်ကွာအခုမှပြိုးယုံရှိသေးတာငယ်စရာငယ်ကြောင့်မို့စိတ်ညစ်ညစ်နဲ့ဆက်ထိုင်ရင်မိုးချုပ်သွားသဖြင့်ဆိုင်လဲပိတ်ချီပြီဒီတွင်သူဤစိတ်ပြက်လက်ပြက်စကားတစ်ခွန်းကြောင့်ကျွန်တော်ရည်ရသည်မန္တလေးမှာတုန်းကပေါ့ကွာမဲလဲတည်သားပဲငါကမြို့မကြီး crazy ဆိုတော့စန်နီယာကိုသိမ်းမောင်ကတဆင်ဒါရန်ဥတန်ကိုတွားတွေ့တာကွာဆရာကြီးအကြောင်းပူတိခြင်းလို့လေဟုတ်တာပေါ့ဥတန်ကမြို့မကြီးရဲ့ဆရာလို့ကြားမှုတယ် ဟုတ်တယ်လေဓာတ်ရောက်သွားတွေ့တာပေါ့အဲ့ဒီမှာပက်လက်လန်းတော့တာပဲဘာဖြစ်လို့လဲဆရာဦးတန်ကပြောတယ်အော်မောင်ကြီးမောင်ကြီးဘာမှမလုပ်ပါသေးခင်တည်သွားရှာတယ်တဲ့မအောင်နိုင်တော့ကြအောင်ကျွန်တော်ပါဇက်ပဲရည်မိခွေးမသားမင်းကရည်နေငါမှပြင်ဘာဆက်ပြောရမှန်းကိုမသိတော့ဘူးကြပြားကြရနှုတ်ဆက်ပြီးပြန်ပြေးခဲ့ရတယ်ကျွန်တော်ဟတ်တက်ရည်တော့ခါခွေးမသားချင်းမုန်းဝအောင်ဆဲပြန်ဤသူနေထိုင်ရာပကလန်းအိမ်လိုရောက်တော့လဲအိမ်ထဲဝင်သည်ချောင်းဝအုပ်ခုံတွင်ထိုင်ခိုင်းပြီးတချင်းစုခိုင်းပြန်ပါသည် ခေဟောင်းကာလဘောစတူဒီယိုမျိုးစုံစိုးပြပြီးမှပြန်ဝဲပြူတော်ဤအိမ်ပြန်နောက်ကြတော့ကျွန်တော်အားဆရာချမ်းနဲ့စကားကောင်းသွားလို့ပါကွာဟူသောစကားတစ်ခွန်းပြည့်ပဲကျွန်တော်ဇနီးကခွင့်လို့ဤထိုဆရာတင်မိုးခေါ်ဆရာချမ်းဒီကျွန်တော်ဇနီးနဲ့တွေ့တော့အခါမှပဲသူ့နှစ်ဖူးကိုသူလက်ဝါးနဲ့ရိုက်ရပါချီထိုစင်ကကျွန်တော်တို့လူစုတွေတောက်ကြဝိုင်းဟုခေါ်သောစကားဝိုင်းကလေးတစ်ခုရှိစေတက်ကတို့တေအီနောက် BOC ကောလိပ်ဘေးရှိဒေါ်ကြီးဤဆိုင်တွင်တောက်ကြနေတိုင်းစခန်းချကြ၏ မပြတ်မကွက်လာကြသူများမှာဆရာမောင်သာနိုးဆရာတဲမိုးဆရာဥဟုံဝမ်းဆရာဝင်းဖေကိုကျော်ကျော်ရဲဘော်တုံးကျိဝင်းဘူရဲထွေသားဆရာမောင်ဆန်ဖော်ကိုသိန်းထိုင်ပြီးသူရဲဘော်ဘုံညုံမိုင်းသားကိုအတာမြင့်ဦးသိန်းဖေမြင့်တာနဲ့ကျွန်တော်တို့ဖြစ်ကြပါ යි ထိုးလေးကတော့ကျွန်တော်ဇနီးပါပါလာ යි သူကတော့အစားအသောက်ကိုသာဦးစားပေးသူဖြစ်၍ကျွန်တော်တို့၏စာရေးပေးတိုက်ရေးပေးနဲ့ကပ္ပရေးတို့တွေပါဝင်ဆွေးနွေးခြင်းမရှိပါထိုစဉ်ဆရာတင်မိုးကအမှတ်ချက်တစ်ခုပေးဆရာမောင်တော်ကရဲ့ဝတ္ထုတွေကတိတ်ထက်တာဗျဒီတွင် မပြောစဘူးကျွန်တော်စရိကတခုံးဝင်ပြော၏ဟုတ်တယ်ဟုတ်တယ်ကျမလည်းသူ့ရဲ့အရင်းဆိုတိတ်ကြိုက်တာတဝိုင်းလုံးကြောင်ကြီးငြိမ်ကြသွားသည်ပြီးမှဝလုံးခွဲရည်ကြတော့ရင်ဆရာတင်မိုးကတော့သူ့နှဖူးကိုလှဝါဖြင့်ရိုက်ခါရိုက်ခါဖြင့် သွားပါပြီရှယ်လီရဲ့နေလုံးလိုက်မှာသွားပါပြီထိုသတင်းသည်သူ၏မောက်ထမှုကြောင့်ကျွန်တော်တို့အတိုင်းဝိုင်းကြားတွင်ပြက်လေတော့ဤကျွန်တော်ဇနီးကစားရေးဆရာမောင်တော်ကနဲ့ကတ်တွန်းဆရာကိုတော်ကတို့ကိုပဲမခွဲခြားတတ်သူပါတကားကြားရသူတိုင်းရည်ရွယ်မစုံသူဇနီးမမဆန်းဆုံးတော့ခါထုံးစံတိုင်းကျွန်တော်ရန်ကုန်မှာမရှိပါသွားပေုံတော့ကျေးဇူးရှင်ကြီးရေသို့တော့တတိတစ်ခုကြားရ၍လူတိုင်းအံ့ဩ၍မစုံကြကျွန်တော်ကတော့လုံးဝမအံ့ဩမိပါကျွန်တော်ဆရာအကြောင်းကျွန်တော်အသိဆုံး အသူဘကိုမြင်မချခင်မမဆန်ရင်ရုပ်ကလက်ကိုဆရာကထိုင်ကြတော့သည်ဆို၏သူကတခုမဲ့ပြောသည်ကျေးဇူးတရားကိုကြတော့တာပါဗျာတဲ့ဤဒီပင်တင်မှုအစ်ဖြစ်တော်၏2008ခုနှစ်တွင်ဆရာကွယ်လွန်သွားခဲ့သည်လေစင်းနှင့်တချင်းတွေကခရီးဆက်သွားပြန်လေပြီဧည့်သည်ကြီးအိမ်ပြန်ဆော့လာသည်ဟုကျွန်တော်ထင်သည်ဆရာကိုကျွန်တော်ကြတော့ခွင့်မရလိုက်ပါ မိတို့ပင်ဖြစ်စေဂန္ဓာယနှစ်များကိုဖြတ်ကျော်ပြီးနှင်းစီပွင့်ပေါ်အိပ်ပျော်ရင်စိမ့်လန်းသောအိမ်မက်များကိုမတ်နေနိုင်ပါစေဟု ကျွန်တော်ဆုတောင်းနေပါသည်။အော်ဆက်လိုက်မတူနေမညိုပဲသူ့ကိုပြန်ပို့ရပြီကော။ဆရာရဲ့သားဆိုညီမမင်းတဲ့။ဒီဗီဒီယိုလေးကိုဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျမတို့ရဲ့ Kunda Cartoon Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါအောင်ရှင်။နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါရစေရှင်။